အလုံးမဲမင်္ဂလာပါမနေ့ကအောင်လပွဲကိုတွားရောက်ကြည့်ရှုအားပေးခဲ့တဲ့မြန်မာလက်ဝဲချန်ပီယံတွန်းတွန်းမင်းကတော့ဂန်နွေဖိုက်တာကြီးအောင်လအဆန်းရဲ့နေရာကိုစက်ခံဖို့ဝမ်ချန်ပီယံရှစ်မှာထိုးဖို့စိတ်ဝင်စားလာတယ်လို့သိရှိရပါတယ်။စပိုင်းတုန်းကတွန်းတွန်းမင်းတယောက် BKFC မှာသွားထိုးရမလားဒါမှမဟုတ်ဝမ်ချန်ပီယံရှစ်မှာသွားထိုးရမလားဆိုတဲ့ဆုံးဖြတ်ချက်ကမပြတ်သားနိုင်ခဲ့တာပဲဖြစ်ပါတယ်။တွန်းတွန်းမင်းကို ဝမ်ချမ်ပီယံရှစ်ကရော BKFC ကပါကန်းလန်းခဲ့ပေမဲ့ထွန်းထွန်းမင်းကဘယ်ပရိုမိုရှင်းကိုမှအပြေမပေးသေးပဲသူသွားထိုးမဲ့ပရိုမိုရှင်းကိုမရွေးချယ်ရသေးပဲရှိနေတာပါဒါပေမဲ့အွန်လိုင်းရဲ့ထိုးဖွဲ့ပြီးမှတော့ထွန်းထွန်းမင်းကဝမ်ချမ်ပီယံရှစ်လို့ခန္ဓာထေဝါတဲ့ပရိုမိုရှင်းကိုသွားရောက်ပြီးတော့မှရှင်ပြိုင်ထိုးတတ်ဖို့စိတ်ဝင်စားလာတယ်လို့သိရပါတယ် ဝမ်ချမ်ပြန်ရှိမှာသူညီတွေဖြစ်တဲ့ထွန်းမင်းနိုင်ထွန်းမင်းအောင်တို့ပါထိုးတက်နေရဆိုတော့ထွန်းထွန်းမင်းတယောက်ဝမ်ချမ်ပြန်ရှိကိုပဲရွေးချယ်လာဖို့ရှိနေတာပါမြန်မာလူဝေလောကမှာလည်းထွန်းထွန်းမင်းတယောက်သာချန်ပီယံအဖြစ်ဆက်ရှိတော့တာကြောင့်မြန်မာပြည်သက်တွေအတွက်အောင်လနေရကိုစက္ကမဲ့သူဖြစ်ထွန်းထွန်းမင်းကိုပဲမြင်ထားကြတာပါထွန်းထွန်းမင်းတယောက်သူနဲ့အဆင်ပြေမဲ့ promotion ကိုရွေးနိုင်ပါစေ ခံတွင်ကစားသမားကြီးအွန်လိုင်းရဲ့နေရာကိုရောတွန်းထွမင်းတယောက်တကယ်ပဲစက်ခတ်နိုင်မလားဆိုတာအကြခင်စောင့်ကြည့်သွားရတော့မှာပါအားလုံးကိုကျေးဇူးများတင်ပါတယ်